ျွန်တော်ရနောက်ထပ်တင်ကတော့တောင်ကိုရီးယားမှာဖြစ်ပါတယ်ထိုနိုင်ငံကဒုံးကျည်အစ်တစ်ခုကိုတိဆောက်ခဲ့ပါတယ်၎င်းက၎င်းတို့လက်ခင်ကဖန်တီးခဲ့တဲ့ဒုံးကျည်တွေထက် ပိုပြီးတော့ကြီးမားပြီးတော့ပိုမြန်ကပိုမိုအားကောင်းပါတယ်၎င်းကိုဟျွန်မိုဖိုင်လို့ခေါ်ဆိုပြီးဒေသခံတွေကတော့၎င်းကိုဘလူးဒုံးကျည်လို့ခေါ်ကြပါတယ်ကျွမ်းကျင်သူတွေက၎င်းကမြေအောက်ပောက်ကွဲဒုံးကျည်ဖြစ်တယ်လို့ဆိုပါတယ်ဆိုလိုချင်တာကတော့ ၎င်းကမြေအောက်နဲ့ဆိုင်တဲ့ပြမတွေကိုအလွန်တိကျစွာထိမှန်နိုင်ပါတယ်။ဒါပေမဲ့၎င်းကဒုံးကျစ်တစ်ခုသာမဟုတ်ပါဘူး။၎င်းကတည်င်းစကားတစ်ခုလည်းဖြစ်ပါတယ်။ဆိုးမြို့ဟာဒေသတွင်းအင်အားဟန်ချက်ကိုပြောင်းလဲလိုပါတယ်။နေပေါ်များစွာတောင်ကိုရီးယားဟာအမေရိကန်ပြည်ထောင်စုရဲ့အကာအကွယ်ကိုအားကိုးခဲ့ပါတယ်။ဒါပေမဲ့ယခုတောင်ကိုရီးယားဟာ၎င်းရဲ့ကိုယ်ပိုင်နိုင်ငံမှာထုတ်လုပ်ထားတဲ့လက်နက်တွေနဲ့ကိုကိုကိုကုခံကာကွယ်လိုပါတယ်။ ယမန်ချက်ကတော့ဆင်းနေပါတယ်မြောက်ကိုရီးယားရဲ့တိုးဝါလဲဒုံးကျည်အင်အားကိုရှင်နိုင်ဖို့အတွက်ဖြစ်တယ်အီယာကကင်ဂျုံအန်ဂျခင်ကတဲ့ဒုံးကျည်တွေပုံမဆက်တနေတဲ့အချိန်တွေမှာဖြစ်ပေါ်လာပါတယ်တောင်ကိုရီးယားယခုအီလက်နဲ့အသစ်ကိုတိဆောက်နေပါတယ်၎င်းကိုရှင်မိုဖိုင်လို့ခေါ်ဆိုတော့လဲဒေတာခန်တွေက၎င်းကို blue ဒုံးကျည်လို့ select ခေါ်ဆိုကြပါတယ်၎င်းဟာတောင်တောင်ကိုရီးယားမှာယခုအချိန်အထက်ထုတ်လုပ်ခဲ့တဲ့အကြီးဆုံး Baltic ၃ជីဖြစ်ပါတယ်။ဒီကောင်ရဲ့နိုင်ငံရဲ့ကာကွယ်ရေးမဟာပြူဟာမှာကြီးမားတဲ့ပြောင်းလဲမှုကိုပြသပါတယ်။ဆယ်စုနှစ်များစွာကြာတောင်ကိုရီးယားကအမေရိကန်ပြည်ထောင်စုကိုကာကွယ်အတွက်ယုံကြည်ခဲ့တယ်။ဒါပေမဲ့မြောက်ကိုရီးယားနဲ့တင်းမမှုတိုးလာတဲ့အတွက်သူစိတ်ဓာတ်ဟာပြောင်းလဲသွားခဲ့ပါတယ်။ယခုဆိုမျိုးဟာ၎င်းရဲ့ကိုပိုင်စစ်အင်အားကိုပုံမအားကိုလိုပါတယ်။ QMO5 ဆိုဒီမှာအတိအကျပါလဲ။၎င်းဟာအလွန်ကြီးမားတဲ့မြေပြင်မှမြေပြင်သို့ပြစ်လွတ်နိုင်တဲ့ဒုံးကျည်ဖြစ်တဲ့ ၎င်းကအနည်းဆက်ဆုံး36တန်ခန့်အလေးချိန်ရှိပြီးတော့အကြီးစားထွက်ကားစီးနဲ့ညီမြပါတယ်။၎င်းဟာ6ရှစ်တန်အထိအလေးချိန်ရှိတဲ့ရေစစ်ရေဘုံတစ်လုံးကိုတည်ဆောက်နိုင်ပါတယ်။၎င်းကိုကမ္ဘာပေါ်မှာအပြင်းထန်ဆုံးနျူကလ িয়ার မဟုတ်သောဒုံးကျည်များထဲမှတစ်ခုဖြစ်စေပါတယ်။ Humo 5ကမြေအောက်ဘုံကွဲဒုံးကျည်တဲ့ဖြစ်တဲ့ဆိုလိုတာက၎င်းကမြောက်ကိုရဲခေါင်းဆောင်တွေစစ်ပွဲအတွင်းပုံအောင်နိုင်တဲ့ဥမင်များဒါမှမဟုတ် ဘဟုဌာနများကဲ့သို့သောမြေအောက်ပြမတွေကိုဖျက်ဆီးနိုင်ပါတယ်။ဒုံးကြီးကအရှိအဖြစ်16မီတာခန့်ရှိတဲ့၎င်းကိုမိုဘိုင်းရင်မှပြစ်လို့နိုင်ပြီး၎င်းကရွှေပြောင်းရန်လွယ်ကူပြီးစာဖွေတွေ့ရှိရန်ခက်ခဲစေပါတယ်။ဒုံးကြီးရဲ့အကွာဝေးဟာဘိုးအလေးချိန်ပေါ်မှာမူတည်ပါတယ်။အကယ်၍၎င်းကလေးလံတဲ့ဘိုးတလုံးကိုတည်ဆောင်မှာကကီလိုမီတာ600ခန့်ခီးနေနိုင်ပါတယ်။ပေါ်ပါတဲ့ဘိုးတလုံးကိုတည်ဆောင်မှာကကီလိုမီတာ9000ထက်ပိုမိုသွားနိုင်ပါတယ်။ ဆိုတော့ဒါက၎င်းဟာမြောက်ကိုရီးယားတစ်ခုလုံးနဲ့တရုတ်နဲ့ရုရှားတို့ရဲ့အချို့ဒေသတွေကိုပင် ရောက်ရှိနိုင်ပါတယ်။ဒီဒုံးကျည်အတွက်စစ်ကူဟာနှစ်ပေါင်းများစွာကတည်းကစတင်ခဲ့ပါတယ်။2010ခုနှစ်မှာမြောက်ကိုရီးယားတောင်ကိုရီးယားကိုနှစ်ကြိမ်တိုက်ခိုက်ခဲ့ပါတယ်။တော့ဥစား၎င်းကဂျွန်နန်စစ်တမောကိုနှိမ်မြုပ်ခဲ့ပါတယ်။အဲဒီနောက်ဂျွန်ဖန်ဂျွန်ကိုလက်နက်ကြီးတွေနဲ့ပစ်ခတ်ခဲ့ပါတယ်။တောင်ကိုရီးယားလူမျိုး50ဦးတေဆုံးခဲ့တယ်။ ဤတက္ကမှုတွေကဆိုမျိုးရဲ့စစ်ရေးစိတ်ထောက်ကိုပြောင်းလဲစေခဲ့ပါတယ်။တောင်ကိုရီးယားဟာထိုကဲ့သို့သောတက္ကမှုတွေကိုရပ်တန့်ရန်ပုံမအားကောင်းတဲ့လက်နက်တွေလိုအပ်ကြောင်းသိရှိခဲ့ပါတယ်။ဒါပေမဲ့တောင်ကိုရီးယားမှာနျူကလ িয়ার လက်နက်တွေမရှိပါဘူး။အစားထိုး၍၎င်းဟာအမေရိကန်ပြည်ထောင်စုရဲ့နျူကလ িয়ার အကာအကွယ်သို့မဟုတ်နျူကလ িয়ার ထီးလို့ခေါ်တဲ့ကတိကဝတ်မှာအားကိုးနေရပါတယ်။အဲဒါကြောင့်တောင်ကိုရီးယားဟာမတူညီတဲ့လမ်းကြောင်းတစ်ခုကိုရွေးချယ်ခဲ့ပါတယ်။ နျူကလ িয়ার လက်နက်တွေမလုပ်ပါနိုင်ပါကဖြစ်နေတဲ့မြန်အင်အားအပြင်းထန်ဆုံးနျူကလ িয়ার မဟုတ်တဲ့ဒုံးကျည်တွေကိုတိဆောက်မှာဖြစ်တယ်။ ED Mark Hugh Morfight စီမံကိန်းစတင်ခဲ့ဖို့ရပါတယ်။အစဘက်မှာကန့်တချက်တွေရှိခဲ့တယ်။ American စီမင်းတွေကတောင်ကိုရာဒုံးကျည်တွေရဲ့အရွယ်စားနဲ့အင်အားကိုကန့်တထားခဲ့ပါတယ်။ဒါပေမဲ့2019ခုနှစ်မှာဒုစင်က American တပ်ရဒေါ်နယ်ထရန့်ကဒုကန့်တချက်တွေကိုဖယ်ရှားခဲ့ပါတယ်။နော်ကိုရီးယားကဟိုက်ဒရိုဂျင်ဘုံးတလုံးကိုစန္ဒာခဲ့ပြီးမကြမီမှာဖြစ်ပေါ်ခဲ့ခြင်းဖြစ်တဲ့အသည့် အတီပြူချက်ဖြင့်တောင်ကိုရီးယားကရှုံမိုဖိုက်စီမံကိန်းကိုအရှိန်မြှင့်တင်ခဲ့ပါတယ်။ယခုနိုင်ငံဟာယခုနှစ်ကုန်မှာဒုံးကျည်ကိုဝန်ဆောင်မှုအဖြစ်ထပ်တွင်းရန်စီစဉ်ထားပါတယ်။ကာကွယ်ရေးဝန်ကြီးရှင်ဝန်စစ်ကတောင်ကိုရီးယားဟာဤဒုံးကျည်တွေကိုများစွာတည်ဆောက်ရမယ်လို့ပြောကြားခဲ့တယ်။သူရဲ့ရည်မှန်းချက်ကကြောက်ရွံ့မှုဟန်ချက်ညီမှုဟုခေါ်တဲ့အရာကိုဖန်တီးဖို့အတွက်ဖြစ်ပါတယ်။ရိုးရှင်းတဲ့စကားနဲ့ဆိုရမယ်ဆိုရင်တော့၎င်းကမြောက်ကိုရီးယားရဲ့ချင်းချောင်းမှုတွေကိုဒန်းတူအင်အားဖြင့်ရှင်းပြရန်ဖြစ်ပါတယ်။ ်တမဒရှင်ယူရှော့ယောဂဤရွယ်ချက်ကိုထောက်ခံပါတယ်သူကတောင်ကိုရာကိုကာကွယ်ရေးမှပုံမလွတ်လပ်စေလိုပါတယ်သူကလိုက်လျော်တဲ့စိတ်ထားဟုခေါ်တဲ့အရာကိုဝေဖန်ခဲ့ပါတယ်ဆိုလိုတာကတောင်ကိုရာဟာအခြားနိုင်ငံတွေနဲ့အကူအညီမပါပဲကိုကိုကိုကုခံကာကွယ်နိုင်စွမ်းမရှိလို့ယုံကြည်ခြင်းဖြစ်တယ်ရှင်မိုဖိုင်ဟာတောင်ကူရရဲ့တိုးဝလာတဲ့ကာကွယ်ရေးစက်မှုလုပ်ငန်းနဲ့လဲဆက်ဆံနေပါတယ် နေရှင်တောင်ကိုရီးယားကမြောက်ကိုရီးယားတနင်္ဂနွေလောက်ရဲ့စီးပွားရေးဝင်ငွေထက်စစ်ပဲအတွက်ပုံမသုံးဆွဲနေပါတယ်။၎င်းကကမ္ဘာပေါ်မှာစစ်အင်အားအရအစ်စ်၅နေရာမှာရှိပါတယ်။၎င်းရဲ့လက်နက်တင်ပို့မှုတွေဟာအထူးသဖြင့်ယူကရိန်းစစ်ပွဲအပြီးမှာလင်းမြစွာတိုးပွားလာပါတယ်။ဆိုမျိုးမှာမကြသေးမီကကျင်းပခဲ့တဲ့ကာကွယ်ရေးပြပွဲတစ်ခုမှာတမတောက်ဟျွန်းကစစ်ပဲ၃စိတ်ကိုပုံမတိုးမြင့်မယ်လို့ကတိပြုခဲ့ပါတယ်။သူဟာတောင်ကိုရီးယားကိုကမ္ဘာစစ်လက်နက်တင်ပို့မှုမှာစတုထအကြီးဆုံးနိုင်ငံဖြစ်လာစေလို့တဲ့ ဒါပေမဲ့ဒီမှာတဲ့မိငုံတခုရှိသေးပါတယ်ယူမုံ5ဟာနိုင်ငံရေးကိုငြိမ်းချမ်းရေးကိုထိမ့်သိမ့်ချကူညီမှာလားဒါမှမဟုတ်တင်းမာမှုကိုပုံပုံဆိုးပါစေမှာလားမြောက်ကိုရီးယားဟာ၎င်းရဲ့ဒုံးကျည်အစ်စ်စွာဆန်း20ကိုပြတ်တတ်ထားပြီးဖြစ်တယ်၎င်းဟာအမေရိကန်ပြည်မကြီးတို့ရောက်ရှိနိုင်တဲ့တိုက်ကြီးဖြတ်ဒုံးကျည်ဖြစ်ပါတယ်တောင်ကိုရီးယားအတွက်ယူမုံ5ဟာလည်းတစ်ခုသာမဟုတ်ပါဘူး၎င်းဟာပြင်းထန်တဲ့ထုတ်ပြောချက်တစ်ခုဖြစ်တယ် နိုင်ငံဟာကိုကိုကိုကုခန်ကာကိုရန်အတင်းရှိကြောင်းလက္ခဏာတစ်ခုဖြစ်ပါတယ်။၎င်းဟာတောင်ကိုရီးယားမှာမဟာမိတ်များပေါ်နေတာအာကုလိုခြင်းမရှိတော့ကြောင်းပြတ်တတ်ပါတယ်။ဒါပေမဲ့ကိုရီးယားကျွန်းဆွယ်မှာနျူကလ িয়ার လက်နက်တွေနဲ့ပြိုင်ဘက်ဒုံးကျည်တွေနဲ့ပြင့်နှက်နေပြီဖြစ်တဲ့လက်နက်အစ်တတစ်ခုစီဟာဒေသတွင်းတင်းမာမှုကိုပုံမဖြစ်ပေါ်စေပါတယ်။ဘလူးဒုံးကျည်ဟာခံချက်ညီမှုကိုယူဆောင်လာနိုင်ပါတယ်။ဒါပေမဲ့ဒါမှမဟုတ်၎င်းဟာကိုရီးယားကျွန်းဆွယ်မှာငြိမ်းချမ်းရေးအတွက် အတိပြင်းထန်တဲ့စိန်ခေါ်မှုတစ်ခုကိုယူဆောင်လာနိုင်ပါတယ်